ြစ်နိုင်ပါဘူးကွာဆိုတဲ့စကားကိုတော်လန်မီဒီတစ်ခါတော့နိုင်ဝဲပြန်ရှာမယ်တန်းစင်တန်းစင်တရားဆက်လာပိုင်းအတွင်းမှာရှင်ပိုင်ထိုးတက်မဲ့1 Friday 5 132မှာပြန်လည်ပေါင်းဝင်လာခဲ့ပြီး1 Championship ဘက်ကတော့တန်းစင်ကိုပစ်ထားတာမျိုးမရှိဘဲရှုံးခွက်တွေဆက်နေခဲ့တဲ့သူ့ကိုပွဲတွေစတိုက်ဆိုလို့ဖန်တီးပေးနေကြတာကိုမြင်တွေ့နေကြတာပါတန်းစင်အားပေးခဲ့တဲ့ Orchestra အတွင်ကျင်းပခဲ့တဲ့1 Friday 5 120ပြိုင်ပွဲမှာ Time Fighter, Gunsland နဲ့ရှင်ပိုင်ထိုးတက်ခဲ့ပြီးပထမအချိန်အတွင်းမှာပဲအလဲထိုးတဲ့အတူအရှုံးပေးထားခဲ့တာဖြစ်ပါတယ် ။ဒဝဲပြီးဒဝဲလက်ရည်တက်မလားဆိုပြီးတော့အလုံးကစောင့်ကြည့်နေခဲ့ကြပါပဲ။တန်းစင်ရဲ့ဆွမ်းဆွမ်းတွေကတော့တိုးတက်လာတာမျိုးမရှိပဲ။ဒဝဲပြီးဒဝဲစိတ်ပြည့်စရာတစ်ခုလိုမြင်တွေ့နေခဲ့ရတာပါ။ပြီးခဲ့တဲ့နေ့က World Championship ရဲ့ဆာမင်နာမှာတန်းစင်ရဲ့ပွဲအတွက်ပွဲအဆင်ဖြစ်တဲ့ဂျိုင်စင်ရဲ့ပွဲအဆင်ကိုပြန်လည်တင်ထားခဲ့တာကိုပြန်ကြည့်ရပြီ။အဲဒီပွဲအဆင်မှာတော့ရှင်မြိုင်သွားခဲ့တဲ့တန်းစင်ရဲ့ပုံစံဟာအခုနောက်ပိုင်းပွဲအဆင်တွေမှာမြင်တွေ့ရခြင်းမရှိတော့ပဲပျောက်ဆုံးနေခဲ့တာဖြစ်ပါရင်ပုံပုံပြောရမယ်ဆိုရင်တက်ခဲလို့နေပွဲအဆင်မှာတော့တန်းစင်ဟာအကြောင်းလဲလုံးဝမရှိခဲ့တာကိုမြင်တွေ့ခဲ့ရဖြစ်ပြီးမတက်တာတဲ့အဆုံးမခံနိုင်တဲ့အဆုံးမှုလို့သာရှုံးပေးသွားခဲ့တာဖြစ်ပါရင်ဆွေလဲတဲ့ပွဲအဆင်မှာတော့အဆက်ဆက်ရရတန်းစင်အသာရခဲ့တယ်လို့အနိ ိုင်ရဖို့အခြေအနေထိနှိမ့်ဆမှုတွေရှိတာခေတာပါဒါပေမဲ့ဒုညအခြေဆူရီယားလည်းရဲ့ရုံးထွက်လာတဲ့လက်သေးချက်တွေအောက်မှာတန်းစင်ကဘာမှပြန်မလုပ်နိုင်တော့ပဲကြောဂျီပေးပြီးခဲ့ပြင်းနေခဲ့ရသလိုဖြစ်နေခဲ့တာပါပိတ်တိုင်ကတန်းစင်နိုင်ပြီဆိုပြီးတွေးထင်နေခဲ့တဲ့ကြားကအဲ့လိုအခြေအနေရောက်သွားခဲ့တဲ့အချိန်မှာအတော်လေးကိုဒေါသဖြစ်ခဲ့ကြပြီးဘာကြောင့်သွေးချောင်ရတာလဲဆိုပြီးတော့အလုံးကတရားတစ်ပေါက်နဲ့ဝိုင်းပြီးအပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါသေးတယ်ဆိုရင်လည်းအတွေ့အကြုံတွေမှာကောင်ရှုံးပေးခဲ့ရရဆိုပြီးသူတွေကနားလည်ပေးခဲ့ကြပါပဲ။ဂန်ဆန်လည်းနဲ့ပွဲအစဉ်ကတော့အတော်လေးကိုရုပ်ပေါက်သွားခဲ့လို့ဆရာမပါ ပွဲစားကလေးကအရှုံးပေးဖို့စဉ်းစားထားသလားထင်မှန်းရလောက်အောင်ဘာဆိုဘာမှမလုပ်နိုင်ခဲ့ပဲစောစီစီအရှုံးပေးထားခဲ့ရတာပေါ့အဲ့လိုမျိုးတဝဲပြီးတဝဲရှုံးပွဲတွေဆက်လာခဲ့တဲ့အတွက်ကြောင့်လည်းတန်းစင်အောင်ပြိတ္တရရဲ့ထင်သေးခြင်းကိုပါရင်ဆိုင်လာခဲ့ရပြီးဝေဖန်ပြောဆိုမှုတွေနဲ့ပါတန်းစင်အောင်ရင်ဆိုင်နေခဲ့ရပါအဲ့လိုဝေဖန်ပြောဆိုမှုတွေကြောင့်လည်းတန်းစင်တယောက်ဖီးယားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သူ့ကိုယ်သူလည်းယုံကြည်မှုတွေပြောင်းစုံနေခဲ့တဲ့အထိရင်ဆိုင်နေခဲ့ရတာပါပြောမယ်ဆိုရင်တန်းစင်တယောက်ရှုံးပွဲတွေဆက်နေခဲ့တာဟာပြိတ္တရရဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့လည်းတတ်ဆိုင်တယ်လို့ဆိုရပါပါ တန်းစင်တဲ့ပတ်သက်ပြီးအကြောင်းအရာတခုတက်မလာလိုက်နဲ့တက်လာပြီဆိုတာနဲ့အောက်ကနေဝိုင်းပြီးဆဲမယ်ဆိုတဲ့လူတွေကအတိတန်ရှိနေခဲ့တဲ့အခါမှာတော့အတန်းဆက်တဲ့နှစ်တာရှိနေတဲ့လူငယ်ဖိုက်တာအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရင်ဆိုင်နေကြရဖြစ်ပါတယ်။အခုဆိုရင်ထိုင်းနိုင်ငံမှာလည်းကျင်းမှုတွေပြုလုပ်နေခဲ့ပြီဖြစ်ပြီးမွေထိုင်းဖိုက်တာတွေတဲကထိတ်တန်းဖိုက်တာဖြစ်တဲ့စူပါလက်စီမှာမွေထိုင်းနဲ့ပတ်သက်တဲ့နေစနစ်တွေကိုလေ့လာသိယူနေကြတာကိုမြင်တွေ့နေကြရပါတန်းစင်အားလာမဲ့နိုဝင်ဘာ9ရက်နေ့မှာတော့ထိုင်းဖိုက်တာကွန်ဖောင်တိုင်းနဲ့မွေထိုင်းပွဲအဆင်ဖြင့်ရှင်ပြိုင်သွားရဖို့ရှိနေကြတာဖြစ်ပါတယ်။ကွန်ဖောင်တိုင်းဆိုတာကမြန်မာဖိုက်တာတွေနဲ့ယင်းနှီးထားခဲ့ပြီးသားဖိုက်တာတယောက်ဖြစ်ပြီးသူကမိုးထအောင်ဆွေးနွေးတွေ့လို့ဖိုက်တာတွေနဲ့ထိတဲ့ရင်ဆိုင်ထား ားခဲ့သလိုအဆိုပါဖိုင်တာနေအောင်စလုံးကိုလည်းအနိုင်ယူထားခဲ့သူဖြစ်ပါတယ်မြန်မာဖိုင်တာနေအောင်အပါအဝင်နောက်ဆုံးရှင်မြိုင်ထားခဲ့တဲ့ One Friday Fight ပွဲစဉ်၅ပွဲစလုံးကို Combo 9ကအနိုင်ဝဲတွေရရှိထားခဲ့သူပါ Combo 9ဟာ1 Championship မှာ9ဝဲအထိရှင်မြိုင်ထိုးသက်ထားခဲ့သူဖြစ်ပြီးအဲဒီ9ဝဲမှာလည်း9ပွဲနိုင်2ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့သူပါလက်ရှိမှာတော့ Combo 9ဟာအသက်30နှစ်ရှိပြီဖြစ်ပြီး1 Championship မှာတော့တန်းစင်တဲ့စာရင်အတွေ့အကြုံကောင်းတွေကိုပိုင်ဆိုင်ထားခဲ့သူတယောက်လို့ဆိုရမှာပါ အတွေ့အကြုံတဲ့သမားကတော့တန်းစင်နဲ့ပို့ပြီးတော့ရှိသားခဲ့သူတယောက်ဖြစ်တယ်လို့နောက်ဆုံး၅ပွဲဆက်နိုင်ပွဲရရှိထားတဲ့အတွက်ကြောင့်လည်းရောင်ချီမှုတွေကအမြင့်ဆုံးကိုရောက်ရှိနေခဲ့ပါလိမ့်မယ်။တန်းစင်အတွက်တော့ကွန်ဘိုနိုင်ဟာလည်းကိုထက်မြက်တဲ့ဖိုင်တာတယောက်မဖြစ်နိုင်ပေမဲ့ဒီတစ်ပွဲကိုသာဆက်ပြီးရှုံးနေခဲ့မယ်ဆိုရင်တန်းစင်ရဲ့ရောင်ချီမှုတွေကလည်းရှေ့အခြေအနေထက်ပို့ပြီးတော့ဆိုးရွားသွားွယ်ရှိတဲ့အတွက်ရောင်ချီမှုအတွက်တိုက်မဲ့တိုက်ပွဲမှာတန်းစင်တယောက်မဖြစ်မနေနိုင်ပွဲရအောင်စ조사ပြသွားရပါလိမ့်မယ်။